Atomic Bomb လို့ပြောလိုက်တာနဲ့ဒုတိယကမ္ဘာစစ်ကိုရပ်တန့်စေခဲ့တဲ့ American နိုင်ငံရဲ့ Manhattan Project အကြောင်းလူတိုင်းသိကြမှာပါ။ဒီ project ရဲ့ရည်ရွယ်ချက်က Nazi တွေကိုအဆုံးသတ်ဖို့အတွက်စတင်ခဲ့ပေမဲ့ Los Alamos ကပန်းတွေကတော့ Hiroshima နဲ့ Nagasaki မှာပွင့်ခဲ့ရပြီးတော့ကြားသမားတွေရဲ့စကားအရပြောရမှဆိုရင်နှကောင်ကြွေးပြီးကင်းဝင်တဲ့ strategy နဲ့ American ကဒုတိယကမ္ဘာစစ်ဆာမျက်နှာမှာပုံမှန်ချရတယ်။ကျွန်တော်တို့သတိမှတ်မိရတဲ့ခုကဒီ Atomic Bomb ပြိုင်ပွဲမှာ Nazi တွေကအရင်ဆုံးအရှိတ်ရနေပြေးခဲ့တယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့နာဇီရဲ့နျူကလ িয়ার ပရိုဂရမ်ကိုဦးဆောင်နေတဲ့ဒရိုက်တာအော်ပင်ဟိုင်းမားထက်ကို၁၈လလောက်ကြိုပြီးဆိုမှရှေ့ရအောင်တီထွင်ထားနိုင်ရတော့ပါပဲဒီသတင်းချက်လက်တွေကိုဇစ်လက်နဲ့အိုင်စတိုင်တို့ရဲ့အိပ်ဖွင့်ပေးစာအနေနဲ့တဆင့်တမရရိုးစဗဲရဲ့စပွဲပေါ်ရောက်လာတဲ့အခါမှာတော့ Who do you think they put in charge? Werner Heisenberg ။ဒါဆိုရင်ဖေရီယာတွေကအမေရိကန်နိုင်ငံကိုအတော်မေဘုံပြိုင်ပွဲမှာဘိုးဆွဲစေခဲ့ရတယ်။ ။ Oppenheimer ကအတော်မေဘုံရဲ့ဖခင်ကြီးဆိုတဲ့ပွဲနဲ့ဒီပြိုင်ပွဲရဲ့ Thomas Edison ဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့မေ့ထားလို့မရတဲ့အတော်မေဘုံလောကရဲ့ Nikola Tesla ရောဘယ်သူဖြစ်မလဲ။ဘယ်လိုလူမျိုးဖြစ်မလဲ။ American တွေအစားနာဇီတွေကသာအတော်မေဘုံကိုအရင်ဆုံးတီထွင်နိုင်ခဲ့တယ်ဆိုရင်ရောအခုလက်ရှိကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲဆိုတာဒီဗီဒီယိုလေးမှာဆက်ပြီးကြည့်လိုက်ရအောင်။ပထမဆုံးဟစ်တလာအတွက်အတော်မေဘုံကိုတီထွင်ပေးခဲ့တဲ့လူကဘယ်လိုလူမျိုးဖြစ်မယ်လို့ထင်လဲ? This is German you have to seek out. Heisenberg. သူ့ရဲ့နာမည်က Werner Heisenberg လို့ခေါ်တယ်။အသက်22နှစ်နဲ့ PhD ဘွဲ့ရခဲ့ပြီးတော့ Quantum ယူပဗေဒရဲ့ theory ဘိုင်းနဲ့ပတ်သက်ပြီးကမ္ဘာပေါ်မှာ Nobel ဆုကိုအသက်အငယ်ဆုံးရခဲ့တဲ့ယူပဗေဒပညာရှင်တစ်ယောက်။ Atomic ဘုံလောကရဲ့ Nikola Tesla လို့သတ်မှတ်ထားကြတဲ့လူတစ်ယောက်ပါ။ ဗာနာဟိုက်ဇန်ဘတ်ကို1900ခုနှစ်ဂျာမနီနိုင်ငံဗတ်စဘတ်မြို့မှာမွေးဖွားခဲ့တယ်။နောက်တစ်ချိန်မှာထင်ရှားတဲ့သိပ္ပံပညာရှင် ဖြစ်လာဖို့အတွက်သူပထမဆုံးစလန်းခဲ့တဲ့ခြေလှမ်းကတော့သူ့အဖေရဲ့စာအုပ်တွေပါပဲ။သူ့ရဲ့အဖေကဂျာမနီနိုင်ငံမြူးနစ်တက္ကသိုလ်မှာရှေးခေတ်ဂရိလူမျိုးတွေရဲ့သမိုင်းနဲ့အတွေးခေါ်တွေကိုသင်ကြားပေးတဲ့ professor တယောက်ပါ။ဒီလိုမျိုး professor တယောက်ရဲ့အိမ်မှာရှိတဲ့စာကြည့်လိုက်က Heisenberg အတွက်တော့ကစားခွင့်ဖြစ်ခဲ့ပြီးတော့စာအုပ်တွေမီးအိမ်တွေကသူ့အတွက်ကစားစရာဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ငယ်ဘဝကိုပထမကမ္ဘာစစ်ကာလထဲမှာဖျက်ဆီးခဲ့ရတာကြောင့်စစ်ပွဲပြီးတဲ့နောက်မှာချွတ်ချုံကျနေတဲ့ဂျာမနီနိုင်ငံရဲ့အခြေအနေကိုသူကအားမလို့အားမရဖြစ်ခဲ့ပါတယ်အဲ့လိုနဲ့ပဲအဖက်ဖက်ကနှိမ်ကြနေတဲ့ဂျာမနီနိုင်ငံကိုသူစိတ်ဝင်စားတဲ့တိတ်ပံပညာရည်နဲ့ပြန်ပြီးဦးမော်လာနိုင်အောင်ဆိုတဲ့အတွေးကလည်းလူငယ်ဘဝတစ်လျှောက်လုံးမှာဟိုင်ဇန်ဘတ်ကိုစိုးမိုးထားခဲ့ပါတယ်။မျိုးချစ်စိတ်ပြင်းထန်တဲ့လူတစ်ယောက်ရဲ့အားထုတ်မှုကအရာထင်ခဲ့တယ်လို့ပဲပြောရမှာပေါ့။ဘာလို့လဲဆိုတော့သူကအသက်20နှစ်ထဲနဲ့ PhD ဘွဲ့ကိုအရယူနိုင်ခဲ့လို့ပါပဲ။ အသက်22နှစ်နဲ့ PhD ဘွဲ့ကိုရခဲ့တယ်ဆိုတာနောက်ထပ်သူ့ဘွဲ့မှာဆက်ဖြစ်လာတာတွေနဲ့ရှင်ကြည့်မယ်ဆိုရင်အသေးမွားပဲရှိနေပါသေးတယ်။အဲ့ဒီလိုနဲ့1922ခုနှစ်မှာကန်တရားရဲ့မျက်နှာသာပေးမှုကြောင့် Neil Bohr နဲ့တွေ့ခွင့်ရခဲ့ပါတယ်။ နေလ်ဘောဝါဆိုတာအတန်တွေရဲ့တိဆောက်ပုံနဲ့ quantum theory ရဲ့အကြောင်းကိုသင်ကြားပေးနေတဲ့ professor တယောက်ဖြစ်ပြီးတော့သူခေတ်သူအခါ Einstein ဟိုတောင်ပြန်ပြီးမေးခွန်းထုတ်နိုင်တဲ့အသိပညာရှင်တယောက်ပါ20ရာစုရဲ့အကျော်ကြားဆုံးသိပ္ပံပညာရှင်တွေစာရင်းကိုကောက်လိုက်မယ်ဆိုရင် Neil Bohr ရဲ့နာမည်ကထိတ်ဆုံး9ယောက်တုံးမဟုတ်10ယောက်ထဲမှာမပါမဖြစ်ကိုပါနေပါတယ် Is getting bored out of Denmark Is he that important How many people do you know proved Einstein wrong နေလ်ဘိုးကကြောင့်ပဲဟိုင်ဇန်ဘတ်ကစัจဝလာကြီးရဲ့ထူးဆန်းတာတွေတာမန်မျက်လုံးနဲ့မမြင်နိုင်တဲ့သေးငယ်တဲ့အတမ်တွေရဲ့အဖြစ်အပျက်တွေသဘောတရားတွေကိုသူစပြီးတော့လေ့လာခွင့်ရခဲ့တယ်။အဲ့ဒီအချက်ကပဲနောက်တစ်ချိန်မှာသူ့ကိုနိုဘယ်ဆုရတဲ့အထည်ကိုဖြစ်စေခဲ့တာပါ။နီလ်ဘိုးအဲအောက်မှာအက်တမ်နီအကြောင်းကိုလေ့လာဆွေးနွေးရင်းနဲ့အချိန်တွေကုံဆုံးနေကြသလိုတစ်ဖက်မှာလည်းဟစ်လာရဲ့နာဇီပါတီကအာဏာတွေတဖြည်းဖြည်းရလာပြီးတော့ဥရောပမှာစစ်ငွေစစ်ရိတ်တွေကတဖြည်းဖြည်းနေရာအနှံ့ကိုပြန့်နှံ့နေပါပြီ။ ဲ့ဒီလိုနဲ့1925ခုနှစ်အရောက်မှာတော့ Heisenberg က Helgoland ဆိုတဲ့ကျွန်းပေါ်မှာအခြေချရင်းနဲ့တနေ့တနေ့သူ့ရဲ့သူတည်တနာစာရန်တွေအပေါ်မှာပဲအခြေအနေကိုမြုံနှံထားခဲ့ပါတယ်အစောပိုင်းကာလတွေတုန်းကအရန်သေးငယ်တဲ့အတမ်လေးတွေရဲ့အကြောင်းကိုလေ့လာတဲ့အခါမှာမျက်စိနဲ့မြင်နိုင်အောင်အားထုတ်နေကြတဲ့အခြေမှာပဲဟိုက်ဇန်ဘတ်ကတော့အတမ်လေးအကြောင်းကိုလေ့လာမယ်ဆိုရင်မျက်စိနဲ့မြင်အောင်လေ့လာလို့မရဘူး။အဲ့ဒီအစားတင်ချာနီးကိုသုံးမယ်ဆိုရင်အတမ်လေးရဲ့လှုပ်ရှားပုံကအစသိနိုင်နေဆိုတဲ့အယူအဆတစ်ခုကိုစတင်ချပြလာပါတော့တယ်။ ဒါဆိုရင်ဟိုင်ဇန်ဘတ်နိုဘယ်ဆုရခဲ့တဲ့အကြောင်းကိုကျွန်တော်တို့ဆက်ပြီးသွားကြပါမယ်။သူကအက်တမ်တွေရဲ့အပြုအမူတွေအက်တမ်တွေထဲမှာပါတဲ့အီလက်ထရွန်တွေရဲ့နေရာပြီးတော့ဘယ်အချိန်မှာရွေ့ရလဲဆိုတာကိုတနည်းအားနဲ့တနည်းအားဘယ်လိုကူးသွားလဲဆိုတဲ့အချက်တွေကို matrix mechanics ဆိုတဲ့သင်္ချာနည်းနဲ့ရှင်းပြနိုင်ခဲ့တယ်။ဒီနည်းလမ်းတွေကိုအသုံးပြုပြီးတော့ hydrogen ဓာတ်ငွေ့ရဲ့ပုံစံတွေရွေ့ရှားတဲ့ပုံစံတွေ အတံပမာဏအထိသေးငယ်တဲ့အရာဝတ္ထုအားလုံးရဲ့ကြွေရှားပုံတွေကိုတွက်ချက်လို့ရတဲ့အတွက်1932ခုနှစ်ရဲ့သိပ္ပံပညာဆိုင်ရာနိုဘယ်ဆုကိုရရှိခဲ့ပါတော့တယ်။ဒါကတော့ယူဘပေတာပိုင်းသိပ္ပံပညာရှင်တစ်ယောက်အနေနဲ့အမြင့်ဆုံးဆိုတဲ့အနေအထားတစ်ခုအထိကိုရောက်ခဲ့တဲ့အခိုက်အတန့်ပါပဲ။ ီလို mattress mechanic ထက်မရေရာမှုနှိယာမလို့ခေါ်တဲ့ကျွန်တော်တို့အင်္ဂလိပ်လိုဆိုရင် uncertainty principle ပေါ့နော်အဲ့ဒီ uncertainty principle ကြောင့်ပဲ Heisenberg ကအခုချိန်ထိကိုကဘာပေါ်မှာမိထားလို့မရတဲ့သိပ်မဲ့ပညာရှင်တယောက်ဖြစ်နေသုံးပါ At Heisenberg's uncertainty principle Ernst are you familiar with Heisenberg's uncertainty principle <laughs> But 100 years later, Heisenberg's uncertainty principle is still here. ဒီ uncertainty principle ကဘာပြောလဲဆိုတော့အရာဝတ္ထုတစ်ခုရဲ့တည်နေရာကိုအတိအကျသိချင်တယ်ဆိုရင်အဲ့ဒီအရာဝတ္ထုရွေ့ရှားနေတဲ့အရှင်ကိုမသိနိုင်သလိုအဲ့ဒီအရာဝတ္ထုရွေ့ရှားနေတဲ့အရှင်ကိုအတိအကျသိချင်တယ်ဆိုရင်အဲ့ဒီအရာဝတ္ထုကဘယ်နေရာမှာရှိတယ်ဆိုတာကိုအတိအကျမသိနိုင်ဘူးလို့ဆိုတာပါဥပမာအနေနဲ့ပြောရရင်ကျွန်တော်တို့မျက်လုံးထဲမှာအခန်းလွတ်တစ်ခန်းကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီအခန်းထဲမှာကျွန်တော်တို့စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Flash လောက် မြန်နဲ့ခွေးတစ်ကောင်ကရှိမယ်အဲ့ဒီအခွေးကအခန်းလွတ်ထဲမှာအိတ်နေမယ်ဆိုရင် तू အိတ်နေတဲ့နေရာအတိအကျကိုကျွန်တော်တို့သိနိုင်မယ်ဒါပေမဲ့ तू ကပြေးနေတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ तू အချိန်ဘလောက်မြန်မြန်ပြေးနိုင်လဲဆိုတာကိုကျွန်တော်တို့မသိနိုင်ဘူးပြီးတော့ तू နိုးလာတဲ့အခါအခန်းထဲမှာပတ်ပြေးနေပြန်ရင်လည်း flash လောက်မြန်တဲ့အတွက် तू ကဘယ်နေရာနားမှာရှိနေတာလဲဆိုတာကိုမသိနိုင်ဘဲနဲ့ तू ပြေးနေတဲ့အချိန်ကိုပဲတိုင်းလို့ရနိုင်မယ်အဲ့ဒီသဘောတရားအတိုင်းပဲပေါ့နော် atom တစ်ခုကိုလေ့လာတဲ့အခါမှာလည်းအဲ့ဒီ atom ရှိနေတဲ့နေရာအတိအကျကိုသိကျင်နေဆိုရင်အဲ့ဒီ atom ရွေ့ရှားနေတဲ့အလင်ကိုမသိနိုင်သလိုသူ့ရဲ့ရွေ့ရှားနေတဲ့အလင်ကိုသိရင်လည်းသူ့ရဲ့တည်နေရာဘလို့မှအတိအကျမသိနိုင်ပါဘူး။ဒါကို uncertainty principle လို့ခေါ်တာပါ။ဒီနေရာမှာကိုကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ phone တွေ၊ computer တွေ၊ memory card တွေနဲ့ quantum computer တွေမှာအသုံးပြုနေကြပါတယ်။ဒါနဲ့ကမ္ဘာဆက်မိတ်ဆွေတို့အနေနဲ့သိပ္ပံပညာရဲ့စမ်းချယ်မှုတွေကိုတွေးတောနေရင်းနဲ့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးအကြောင်းတွေ ထူးခြားဆန်းပြတဲ့စัจ java လာရဲ့အကြောင်းတွေကဘာပေါ်မှာရှိတဲ့တက်ရှိမျိုးစိတ်တွေအကြောင်းတွေကိုလေ့လာခြင်းလေဆိုရင်ကျွန်တော်တို့ရွှေနှုတ် application ထဲမှာရှိတဲ့ a short history က nearly everything ဆိုတဲ့အနှစ်ချုပ်စာအုပ်ကိုတောရောက်နားဆင်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေ။ရွှေနှုတ် application ဆိုတာနိုင်ငံတကာကဘာကျော်စာရေးဆရာကြီးတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ထားပေးပြီးအသံနဲ့ရောစာပါဖတ်ရှုပြီးနားဆင်နိုင်တဲ့ရွှေနှုတ် application မှာအနှစ်ချုပ်တောရောက်ဖတ်ရှုနားဆင်လို့ရပြီဆိုတာကိုသတင်းကောင်းပါလိုက်မယ်။ အနည်းဆုံးနဲ့တွေအားမရလို့အစအဆုံးဖတ်ချင်နေဆိုရင်လေ 4D ကိုအနေနဲ့အစအဆုံးနားထောင်လို့ရနေပြီဖြစ်တာကြောင့်မို့လို့ Play Store နဲ့ App Store မှာ download သွားဆွဲပြီးဆိုမှအခုပဲရှင်တို့ application တွေမှာစာတွေသွားဖတ်ဖို့အတွက်ထပ်မံတိုက်တွန်းလိုက်ပါတယ်။ Video လေးကိုပြန်ဆက်ရမယ်ဆိုရင်တော့ Nobel ဆုရသိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Heisenberg အတွက်တင်မကပဲနဲ့ Albert Einstein နဲ့ Max Born တို့လိုခေတ်ရှိပ်ပြေးနေတဲ့သိပ္ပံပညာရှင်တွေအတွက်အရေးမဲကြီးတစ်ခုက1933ခုနှစ်မှာကြာရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့ ာဏာတဖြည်းဖြည်းရလာတဲ့နာဇီပါတီရဲ့ခေါင်းဆောင်အဒော့ဖ်ဟစ်လာပဲဖြစ်ပါတယ်။သိပ္ပံပညာကိုဂျူးပညာတစ်ခုဖြစ်တယ်ဆိုပြီးရှုံချခဲ့တဲ့ဖြစ်ရပ်ကအချိန်မှာဟစ်တလာကိုအောက်ဆုံးအထည်ကိုဆွဲချပစ်လိုက်တာပါပဲ။ဟစ်တလာရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လမ်းစဉ်တွေကိုကြုံမြင်တဲ့ဂျူးလူမျိုးသိပ္ပံပညာရှင်တွေအားလုံးကဂျာမနီနိုင်ငံကနေပြီးဆိုမှတဖြည်းဖြည်းထွက်ခွာလာခဲ့ကြပါတယ်။အဲ့ဒီထဲမှာအိုင်းစတိုင်း၊မတ်စ်ဘွန်း၊အော်တိုဖစ်ရှ်နဲ့ဟန်စ်ဘတ်တို့ပါဝင်သိပ္ပံပညာရှင်ပေါင်းများစွာပါသွားခဲ့ပေမဲ့ဟိုင်ဇန်ဘတ်တယောက်ကတော့မိခင်နိုင်ငံဂျာမနီထဲမှာပဲဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒီနေရာမှာ Heisenberg ကိုယ်တိုင်လည်းနိုင်ငံရဲ့ချားကိုပြောင်းရွှေ့နေထိုင်မယ်ဆိုရင်သူ့လို Nobel ဆုရသိပ္ပံပညာရှင်တယောက်ကိုလက်မခံခြင်းနဲ့နိုင်ငံကြီးဆိုတာမရှိသလောက်ပါပဲ။ဒါပေမဲ့ Heisenberg ကအဲ့ဒီလမ်းစဉ်ကိုမရွေးချယ်ခဲ့ပဲနဲ့ဂျာမနီနိုင်ငံထဲမှာပဲနေပြီးတော့သိပ္ပံပညာရက်တွေအပေါ်မှာပဲသူ့ရဲ့အချင်းတွေကိုရင်းနှီးမြှုပ်နှံရင်းနဲ့အကုန်ဆုံးခဲ့ပါတယ်။အဲ့ဒီလိုနဲ့1938ခုနှစ်အရောက်မှာတော့သိပ္ပံပညာရှင်တိုင်းကိုအံ့ဩသွားစေတဲ့ဖြစ်ရပ်တစ်ခုကဂျာမနီနိုင်ငံမှာဖြစ်ခဲ့တယ်။အဲ့ဒီဖြစ်ရပ်ကတော့ Uranium ဓာတ်ခွဲမှုဖြစ်စဉ်ပါပဲ။ It's a nuclear fission. they did it they split the atom ဒီဘက်မှာရှိနေတဲ့ uranium atom တစ်ခုကိုဒီဘက်က neutron တစ်ခုကဝင်တိုက်လိုက်တဲ့အခါမှာတော့ရှိနေပြီးသား uranium atom နဲ့နောက်ထပ် uranium atom အသေးလေးနှစ်ခု꽌ထွက်သွားပါတယ်အဲ့ဒီဖြစ်စဉ်မှာ uranium atom တွေကိုခွဲထုတ်ပေးတဲ့အပြင်ကိုပေါက်ကွဲမှုဖြစ်စဉ်တစ်ခုပါပါဝင်ပြီးတော့နောက်ထပ် neutron တွေပါထပ်ပြီးတော့ထုတ်ပေးတယ်အဲ့ဒီဖြစ်စဉ်ကို fission လို့ခေါ်ပါတယ်။အဲ့ဒီ fission ပေါက်ကွဲမှုကနေထွက်လာတဲ့ neutron ကနောက်ထပ် ယူရေနီယမ်အက်တမ်တွေကိုသွားတိုက်မယ်ဆိုရင်နောက်ထပ်ပေါက်ကွဲမှုတွေဖြစ်နောက်ထပ်ယူရေနီယမ်အသေးစားလေးတွေထပ်ကွဲအဲ့ဒီကွဲတာတွေကိုနောက်ထပ်နျူထရွန်ကထပ်တိုက်တဲ့အခါမှာတော့ဇက်တိုက်ဇက်တိုက်ပေါက်ကွဲလိုက်ထပ်ထွက်လိုက်ပေါက်ကွဲလိုက်ထပ်ထွက်လိုက်နဲ့အဲ့ဒီ fission ဖြစ်စဉ်တွေကဇက်တိုက်ကိုဖြစ်နေပြီးတော့ဒီလိုမျိုးစင်ကဲစင်ကဲအသေးစားပေါက်ကွဲမှုတွေစုသွားတဲ့အခါမှာတော့မိတ်ဆွေအတွက် theory အရတော်မီဘုံတစ်လုံးကိုတီထွင်နိုင်ပါပြီတကယ်တော့ theory အရပဲဖြစ်နိုင်သေးတာပါ ဒီ theory ကိုလက်တွေ့ဖြစ်အောင်ပြောင်းမှုအတွက်ဂျာမနီနိုင်ငံမှာ uranium အကြောင်းကိုစမ်းသပ်မှုတွေစပြီးလုပ်နေခဲ့ပေမဲ့အဲ့ဒီအချိန်1939ခုနှစ်မှာတော့ Oppenheimer နဲ့ Manhattan Project ဆိုတာစတောင်မစရသေးပါဘူးဂျာမနီနိုင်ငံကအမေရိကန်တွေထက်ကို၃နှစ်နီးပါးစော်ပြီးလေ့လာခွင့်ရခဲ့တာပါဒါပေမဲ့ဂျာမနီဘက်ကအနှုမြူစွမ်းအင်ကနေဘုံတလုံးဖြစ်လာအောင်ဖန်တီးနေတဲ့အကြောင်းကို Zillet နဲ့ Einstein တို့ရဲ့အိတ်ခွင့်ပေးစာကနေတဆင့် American သမ္မတ Roosevelt ကတီးခဲ့ရပါတယ် ဒီဖြစ်ရတဲ့နောက်မှာတော့အားလုံးသိကြတဲ့အတိုင်1939ခုနှစ်မှာပဲဟစ်တလာကပိုလန်နိုင်ငံကိုကျူးကျော်လိုက်ပြီးတော့ဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့ပါတော့တယ်။အကမ္ဘာလုံးစစ်မှတ်အန္တရာယ်တွေကြောင့်အုံအုံကြွကြွဖြစ်နေတဲ့အချိန်မှာဟိုင်ဇန်ဘတ်ကဂျာမနီနိုင်ငံထဲမှာရှိနေသေးတဲ့သိပ္ပံပညာရှင်တွေဖြစ်တဲ့ Hans နဲ့ Von Weizsäcker တို့နဲ့ပူးပေါင်းပြီးတော့ Uranium Project ကိုစတင်ခဲ့ပါတယ်။ ဒီ project ရဲ့အထူးကရည်ရွယ်ချက်ကတော့ Uranium ဓာတ်ခွဲမှုကနေဖြစ်လာတဲ့ပေါက်ကွဲမှုဖြစ်စဉ်တွေအကြောင်းကိုလေ့လာပြီးတော့အနှုမြူဓာတ်အားပေးစက်ရုံတစ်ခုဒါမှမဟုတ်ဘုံတစ်ခုလုပ်ဖို့အတွက်ပါပဲ American တွေထက်ကိုအများကြီးစော်ပြီးလေ့လာဝင်ရခဲ့ပေမဲ့အဲ့ဒီအချိန် Germany နိုင်ငံကိုဦးဆောင်နေတဲ့ Nazi ပါတီကနိုင်ငံရဲ့ဝင်ငွေတော်တော်များများကိုစီရေးဘက်မှာပဲပုံဩထားတဲ့အတွက်ဒီလိုမျိုးသုတေသနလုပ်ငန်းတွေအတွက်ကိုလုံလုံလောက်လောက်ထောက်ပံ့မပေးနိုင်ခဲ့ပါဘူး ဒီလိုမျိုးနိုင်ငံတော်ကထောက်ပံ့တဲ့ငွေကြေးမလုံလောက်တာကျွမ်းကျင်ပညာရှင်တွေလုံလုံလောက်လောက်မရှိတာစားရပြဿနာရွယ်ထဲမှာပိတ်မိနေတဲ့ Heisenberg ကတော့သူ့ရဲ့စမ်းသပ်မှုတွေကိုစတင်နေခဲ့ပါပြီအဲ့ဒီအချိန်မှာပဲ Norway နိုင်ငံကလာတဲ့ heavy water တွေကိုမိခိုနေရပါတယ်။ heavy water ဆိုတာက uranium တွေကိုတက်ခွဲတဲ့အချိန်မှာ neutron ရဲ့အရှင်ကိုရှော့ချပေးဖို့အတွက်သုံးတဲ့ဂျားခန့်တဲ့ပစ္စည်းတစ်ခုပါ။ မမိတ်တက်တွေကလည်းအဲ့အချိန်မှာ fishing ရဲ့သဘာဝအကြောင်းလေ့လာနေကြပြီမဲ့ဘုံတစ်လုံးအစင်းအထိရောက်ပြီးတုံးနိုင်မယ်လို့ဘသူမှမတွေးထားသေးပါဘူးဘာလို့လဲဆိုတော့အဲ့ဒီကာလတွေမှာ theory အရသာဘုံတစ်လုံးဖြစ်နိုင်ပြီးတော့လက်တွေမှာ atomic ဘုံတစ်လုံးဖြစ်လာဖို့ကကန့်သက်ချက်တွေအခက်အခဲတွေအများကြီးရှိနေသေးတာပါဒီလိုနဲ့အစမ်းသတ်မှုတွေလုပ်ပြီးနှစ်နှစ်ကြာ1942ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ Heisenberg နဲ့ Neil Bohr တို့ကဒိန်းမတ်နိုင်ငံရဲ့မြို့တော် Copenhagen မှာတွေ့ခဲ့ကြတယ် ဒီလိုမျိုးပြန်တွေ့ရတဲ့အခါမှာတယောက်အကြောင်းတယောက်မေးကြရင်နဲ့ယူရီနီယံဓာတ်ခွဲမှုကနေဟစ်တလာအတွက်ဘုံတလုံးလှုပ်ပေးဖို့စီစဉ်နေကြောင်းကိုဟိုင်ဇန်ဘတ်ကနီလ်ဘိုးအောက်ထုတ်ပြောလိုက်ပါတယ်။ဒီနေရာမှာအလုံးအတွက်အတွေ့အကြုံဖြစ်စေရတာကလက်နက်တီထွင်မှုကိစ္စအကြောင်းကိုဒီလိုမျိုးပွင့်ပွင့်လင်းလင်းကြီးထုတ်ပြောရတာဘာကြောင့်လဲဆိုတဲ့အချက်ပါပဲ။တစ်ဖက်ကနေပြန်ကြည့်မယ်ဆိုရင်နီလ်ဘိုးကဟိုင်ဇန်ဘတ်လိုမျိုးပဲ quantum physics အပိုင်းမှာတကယ်ကိုဆရာကြီးတယောက်ပါ။ I need to go to the lecture sir. Why? It's Niels Bohr. ဒီလိုမျိုးထုတ်ပြောရတဲ့နောက်ွယ်မှာဘလို့အချက်တွေရှိနေအောင်လဲဆိုတာကိုတော့ကျွန်တော်တို့နောက်ပိုင်းကျရင်ပို့ပြီးမြင်သာလာမှာပါအဲ့ဒီနေ့ထဲမှာပဲဂျပန်နိုင်ငံကလည်းအမေရိကန်နိုင်ငံရဲ့ပလဲစိတ်ကံကိုဘုံကျဲလိုက်တဲ့အတွက်အမေရိကန်နိုင်ငံကလည်းဂျပန်ကိုစစ်ကျင်ရပြီးဒုတိယကမ္ဘာစစ်စာမျက်နှာပေါ်ဝင်ချလာပါတော့တယ် by naval and air forces of the empire of japan အဲ့ဒီနောက်မှာတော့မဟန်တန် project ကိုစတင်ဖို့အတွက်သမ္မတ Roosevelt ကလက်မှတ်ထိုးပေးလိုက်ပါတယ် ဟိုင်ဇန်ဘတ်တို့အထက်ကို3နှစ်လောက်နှောက်ကြနေပြီမဲ့ Oppenheimer ဦးဆောင်တဲ့သိပ္ပံပညာရှင်တွေရဲ့အစုအဝေးက Los Alamos မှာစတင်နေပြီဒီအစုအဝေးကကမ္ဘာပေါ်မှာရှိတဲ့နေရာတိုင်းကသိပ္ပံပညာရှင်တွေကိုစုစည်းပေးလိုက်တယ်လို့ဖြစ်သွားပြီးတော့ American Dollar 2 Billion နဲ့လူပေါင်းတသိန်း3000လောက်အထိကိုအသုံးပြုခဲ့တာပါဇလန်ကတော့အခုမှစပြီးတဖြည်းဖြည်းစိတ်ဝင်စားဖို့ကောင်းလာပြီတစ်ဖက်ကဂျာမနီနိုင်ငံမှာ Nobel ဆုရှင် Heisenberg ကိုယ်တိုင်ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီဘက်တစ်ဖက်မှာ Oppenheimer ဦးဆောင်တဲ့အဖွဲ့ဆိုပြီးသိပ္ပံပညာရှင်တွေကိုယ်တိုင်လည်းကဘာစစ်ထဲမှာပါဝင်လာခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာနောက်တစ်ချက်က Manhattan Project မှာပါတဲ့သူတွေက Heisenberg လောက်ဘသူမှအနုမြူစွမ်းအင်အကြောင်းကိုထဲထဲဝင်ဝင်သိတဲ့သူမပါပါဘူး။ Oppenheimer ကိုတိုင်ကဟို Heisenberg ရဲ့ seminar တွေကနေပညာယူခဲ့ရတယ်လို့ Dr. Oppenheimer. Oppenheimer. Yes. Edward Taylor ဆိုတဲ့ ဟိုက်ဒရိုဂျင်ဘုံးလှုပ်ဖို့အကြံပေးတဲ့သူကလည်းဟိုင်ဇန်ဘတ်ရဲ့လက်အောက်မှာအငယ်တန်းသူတည်တနာပြုဆရာတယောက်အနေနဲ့လှုပ်ဟူးခဲ့တာပါဒီလိုနဲ့1943ခုနှစ်ရောက်လာတဲ့အခါမှာတော့ဟိုင်ဇန်ဘတ်ကိုရိုင်ကယူရေနီယံအနေဘုံးလုပ်ဖို့အတွက်နီးပညာတွေအများကြီးလိုအပ်တယ်ဆိုတဲ့အကြောင်းနဲ့ဒီဘုံးကိုစစ်ပွဲအတွင်းမှာအချိန်မီပြီးစီးနိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာကိုနာစီအကြီးအကဲတွေကပြောခဲ့တယ်။ ပြီးခဲ့တဲ့1942ခုနှစ်တုန်းကလည်း Norway နိုင်ငံကနေတင်ပို့နေတဲ့ heavy water တွေကိုတင်လာတဲ့သင်္ဘောတွေကိုမဟာမိတ်တပ်တွေကဖျက်တိုက်တဲ့အတွက်ကြောင့်လိုအပ်တဲ့ပစ္စည်းတွေကိုအပြည့်အဝမရရှိဘဲနဲ့ရှီသလောင်နဲ့ရှေးဆက်ရသလိုဖြစ်နေခဲ့တယ်။ဒီလိုနဲ့ Heisenberg ကိုယ်တိုင်ကအတော်မဲ့ဘုံတစ်လုံးကိုတီထွင်ဖို့ထက်တအားပေးစက်ရုံလို့ဖို့အတွက်ကိုပို့ပြီးဦးစားပေးခဲ့ပါတော့တယ်။ဒါပေမဲ့ကဘာတစ်ဖက်ချမ်းက New Mexico တောင်ကြားတွေမှာတော့စူဖွဲမှုအားကောင်းကောင်းနဲ့အရှိန်မြင့်မြင့်နဲ့ Oppenheimer တို့ကတုတ်ဆောင်နေပါပြီ။ ဒီလိုနဲ့ဂျာမနီရဲ့အာနာဇတ်ကဖြည်းဖြည်းကျလာပြီးတော့1944ခုနှစ်အရောက်မှာပဲပစ္စည်းပြက်လက်မှုတွေနာဇီအာနာဘာနီရဲ့လက်လူရှုမှုတွေကြောင့် Uranium Project ကအဆုံးသတ်လူနီးပါးဖြစ်လာပါတယ်။ Oppenheimer တို့ဘက်မှာတော့အောင်မြင်မှုတွေကလက်တကမ်းအလိုကိုတဖြည်းဖြည်းနဲ့ရောက်လာခဲ့ပါတော့တယ်။ဒါကတော့ Heisenberg နဲ့ Oppenheimer တို့ရဲ့ကြွာချားသွားတဲ့အချက်တွေပါပဲ။ဒီလိုနဲ့1945ခုနှစ်မှာတော့နာဇီဂျာမနီကမဟာမိတ်တပ်တွေနဲ့တက်နီရော်တို့ရဲ့ဂျားထဲမှာဆန်ဝစ်တစ်ခုအခြေအနေရောက်ခဲ့ရပြီးတော့လက်နက်ချခဲ့ရပါတော့တယ်။ ဥရောပတစ်တိုက်လုံးမှာစရိတ်စင်ငွေတွေအဆုံးသတ်သွားပြီးတော့ Heisenberg နဲ့သိပ္ပံပညာရှင်တွေကလည်းမဟာမိတ်တပ်တွေရဲ့အောက်မှာအဖမ်းခံလိုက်ရပါတယ် Heisenberg, Karl von Weizsäcker, Otto Hahn, Max von Laue တို့ကိုအခြေချုပ်အနေနဲ့ဖမ်းထားတဲ့ Farm Hall ကနေထွက်လာတဲ့အတန်ဖမ်းတိုက်ခွေတွေကြောင့်သူတို့ရဲ့သုတေသနဖြစ်ရက်တွေအကြောင်းကိုမဟာမိတ်တွေကလေ့လာခွင့်ရခဲ့တယ်အဲ့ဒီတိုက်ခွေတွေကြောင့်ပဲဂျာမနီတွေကဘယ်တော့မှအတော်မစ်ဘုံတလုံးလုပ်ဖို့အတွက်ကိုမနှီးစက်ခဲ့ကြဘူးဆိုတာကိုကောက်ချက်ချနိုင်ခဲ့ပါတယ် ီရိုရှိမားကိုပထမဆုံးဘုံစကျဲလိုက်တုန်းကဟိုင်ဇန်ဘတ်တယောက်မယုံကြည်နိုင်လောက်အောင်ဖြစ်နေခဲ့ပေမဲ့နာဂါဆာကီကိုနောက်တစ်လုံးထပ်ကျဲတဲ့အခါမှာတော့မဟာမိတ်တပ်တွေကအတော်မီဘုံကိုအောင်မြင်အောင်တီထွင်လိုက်နိုင်တယ်ဆိုတာကိုသူလက်ခံလိုက်ပါတော့တယ်။ဒီလိုနဲ့တမိုင်းမှာအော်ပင်ဟိုင်းမားကတော်မီဘုံကိုတီထွင်နိုင်ခဲ့တယ်ဆိုပြီးလူတိုင်းကပြောကြပေမဲ့ဟိုင်ဇန်ဘတ်ကိုယ်တိုင်ရောတီထွင်နိုင်မလားဆိုတဲ့မေးခွန်းတွေကိုလူတိုင်းကမေးခွန်းထုတ်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ဟိုင်ဇန်ဘတ်ကိုရိုင်ကသူ့ခေတ်သူ့အခါမှာလူတိုင်းထက်ရှေ့ကို၃လလမ်းမကစောနေတဲ့သူတရားဖြစ်ခဲ့လို့ပါ အကယ်၍သူသာအတော်မေဘုံကိုတီထွင်နိုင်ခဲ့မှာဆိုရင်တော့ဒုတိယကမ္ဘာစစ်ရဲ့လမ်းကြောင်းကအကယ်ကိုပြောင်းလဲသွားမှာပါဥရောပတိုက်တစ်ခုလုံးဟစ်တလာကျဲတဲ့ဘုံတံတွေကိုခံရပြီးတော့တိုက်ပွဲရဲ့အခြေအနေကဂျာမနီဘက်ကိုအလေးတားသွားနိုင်တယ်ဒါပေမဲ့ဒီအခြေအနေကိုမရောက်ခဲ့လို့သာကျွန်တော်တို့တွေအခုချိန်ထိကောင်းကောင်းအသက်ရှင်နေရတာဆိုရင်လည်းမှားမယ်မထင်ပါဘူးဒီလိုနဲ့အကျယ်ချုပ်ကြခံနေရတဲ့ကာလအတွင်းမှာပဲအတော်မေဘုံကိုဘလို့အောင်မြင်အောင်တီထွင်နိုင်ကြလဲဆိုတာကိုဟိုက်ဇန်ဘတ်ကိုရိုင်းကရှင်းပြနိုင်ခဲ့ပါတယ် ဒါပေမဲ့တစ်ဆက်တည်းမှာပဲသူတို့ရဲ့သူတေသနာလုပ်ငန်းစဉ်အတွက်လိုအပ်တဲ့ကုန်ကျန်းပစ္စည်းတွေဘုံတလုံးလုပ်ဖို့အတွက်တောင်မလုံလောက်ခဲ့ဘူးဆိုတာကိုညှိတွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့လက်ထဲမှာယူရေနီယံ1.2တန်းနဲ့ heavy water က1.5တန်းနဲ့ရှိခဲ့လို့ပါ။တကယ်လို့အသုံးပြုလို့ရတဲ့ဓာတ်ပေါင်းဖိုတစ်ခုအတွက်ယူရေနီယံ5တန်းနဲ့ heavy water 3တန်းလောက်ကိုအနည်းဆုံးလိုအပ်လို့ပါပဲ။ဒီလိုမျိုးကုန်ရက်ပစ္စည်းတွေမလုံလောက်တဲ့ကိစ္စအပြင်ထည့်စင်းစားရမယ့်နောက်ထပ်အချက်တစ်ချက်ကလည်းရှိပါသေးတယ် ဟိုင်ဇန်ဘတ်ကသိပ္ပံပညာနဲ့ဂျာမနီနိုင်ငံအပေါ်မှာသစ္စာရှိတဲ့လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှသူဟာနာဇီပါတီဝင်နာဇီအဖွဲ့ဝင်တစ်ယောက်မဟုတ်ခဲ့သလိုဟစ်တလာရဲ့အယူအဆတွေကိုလည်းသူကလုံးဝစန့်ကျင်ခဲ့တဲ့လူတစ်ယောက်ပါဒီအချက်တွေကြောင့်မဲသူကိုယ်တိုင်ကဟစ်တလာအတွက်အတော်မေဘုံတစ်လုံးမတီထွင်ပေးခဲ့တာဆိုပြီးကောက်ချက်ချတဲ့လူတွေလည်းရှိနေပါတယ် ပြီးတော့1942ခုနှစ်မှာနေလ်ဘွားကိုသူ့ရဲ့သူ့တေသနာလုပ်နေတဲ့အကြောင်းတွေကိုဖွင့်ဟပြောတဲ့အချက်ကလည်းမေကွန်းထုတ်เสียဖြစ်နေပါသေးတယ်။တချို့ကတော့ဟိုင်ဇန်ဘတ်ကတမင်သက်သက်လမ်းလွဲကိုလိုက်ခဲ့တယ်ဆိုပြီးလဲထောက်ပြကြပါသေးတယ်။ဒီအကြောင်းအရာတွေအားလုံးက theory အတစ်ခုအနေနဲ့ပဲကြန့်ရှိနေပါတော့တယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်မှာတော့ဟိုင်ဇန်ဘတ်ကသူ့ရဲ့မွေးရဲ့မြေဂျာမနီနိုင်ငံကိုပြန်လာခဲ့ပြီးတော့ Max Planck Institute ရဲ့ယူပဗေဒသူ့တေသနာဌာနကိုဦးဆောင်ခဲ့ပါတယ်။ တစားစီပြိုကွဲနေတဲ့ဂျာမနီနိုင်ငံရဲ့သိပ္ပံပညာဌာနကသူ့ရဲ့ဥဆောင်မှုအောက်မှာပဲပြန်လည်ဥမောလာခဲ့တယ်။နျူကလ িয়ার ဓာတ်ပေါင်းဖို့တစ်ခုကနေစွမ်းအင်ထုတ်ဖို့အတွက်မှလည်းသူကိုယ်တိုင်ဥဆောင်ခဲ့ပြီးတော့1958ခုနှစ်အရောက်မှာတော့ဂျာမနီနိုင်ငံမြူနစ်မြို့မှာနျူကလ িয়ার ဓာတ်အားပေးတဲ့ဓာတ်ပေါင်းဖို့တစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ CERN CERN လို့ခေါ်တဲ့ European Union နိုင်ငံတွေစုပေါင်းပြီးတော့ငြိမ်းချမ်းရေးအတွက်ရှေးရှုပြီးနျူကလ িয়ার ဓာတ်ပေါင်းဖို့တွေကိုတည်ဆောက်ဖို့နဲ့ နျူကလ িয়ার ဆွမ်းအင်အားနေလက်နက်တွေမထုတ်လို့ဖို့ဥဆောင်ခဲ့တဲ့အဖွဲ့အစည်းမှလည်းဟိုင်ဇန်ဘတ်ရဲ့လွှမ်းမိုးမှုကကြီးမားခဲ့ပါသေးတယ်။ Sun ကိုဘယ်လိုရှေ့ဆက်သွားမလဲဆိုတာနဲ့ဘယ်လိုဆန်းသွတ်မှုတွေကိုလှုပ်ဆောင်ပေးရမလဲဆိုတာကိုဟိုင်ဇန်ဘတ်ကအကြံပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့ဒုတိယကမ္ဘာစစ်အပီလုပ်ရက်တွေကိုပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်တော့သူယုံကြည်တဲ့သိပ္ပံပညာရက်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့တာပါ။တော်မင်ပုံကျဲခံရတဲ့ဂျပန်နိုင်ငံအတွက်လည်းသူတိထားတဲ့ပညာရက်တွေကိုပြန်လည်မျှဝေပေးခဲ့ပြီးတော့ အခက်အခဲတွေတည်းကနေရုံထားနိုင်ဖို့ဂျပန်သုတေသနလုပ်ငန်းတွေအတွက်လည်းအထောက်အကူတွေအများကြီးပေးခဲ့ပါသေးတယ်။ဒီတော့အနည်းချုပ်ရမယ်ဆိုရင် ဟိုင်ဇန်ဘတ်ရှောက်ခဲ့တဲ့ဘဝခီလန်တစ်လျှောက်မှာသူကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ၊ဆုံးဖြတ်ချက်တွေ၊ယက်တီမှုတွေနဲ့သဘောထားတွေကိုအနှစ်ချုပ်ပြောပြခဲ့တာပါ။အခုချိန်ထိလူတိုင်းစိတ်အဝင်စားဆုံးမေးခွန်းတစ်ခုနဲ့ပဲဒီဗီဒီယိုလေးမှာအဆုံးသတ်ချင်ပါတယ်။ဟိုင်ဇန်ဘတ်ကအတော်မေဘုံတစ်လုံးကိုတကယ်ပဲမတီထွင်နိုင်ခဲ့တာလား။ဒါမှမဟုတ်အတော်မေဘုံတစ်လုံးသာသူတီထွင်ပေးနိုင်ခဲ့မှဆိုရင်ဖြစ်လာနိုင်တဲ့အန်ဒီယယ်တွေကိုကြိုမြင်ခဲ့လို့အာနာရှင်ဟစ်တလာရဲ့လက်ထဲကိုဒီလိုအဖြတ်ဆွမ်းအပြင်းတဲ့ဘုံတစ်လုံးကိုသူမအပ်ခဲ့တာလား။ Mr. President Oppenheimer လိုမျိုးလက်မှတ်သွေးတွေပေးပြီးတော့သူတီထွင်ခဲ့တဲ့ဘုံတလုံးကြောင့်အသက်တွေအများကြီးဆုံးရှုံးခဲ့ရတယ်ဆိုတော့နောင်တတွေနဲ့တဘောအလုံးမနေထိုင်သွားခြင်းလို့လား Now I am become death the destroyer of worlds အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေလည်း Heisenberg နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအမြင်လေးရှိတယ်ဆိုတာကိုအောက်က comment မှာမျှဝေခဲ့ပေးပါအောင်ခင်ဗျာ ရွှေနှုတ်အပ်ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook Page မှာမြင်မြင်နိုင်ပါတယ်ရှင်။